ကျွန်တော်တို့ကဘာပေါ်မှာလူရေတန်း6100ကျော်ရှိပါတယ် အဲ့ဒီတန်း၈၀၀၀ကျော်တည်းကမှအာကစား website တွေဆိုရခံမင်းကြီးလူကြီးတန်း၃၀၀၀ကျော်ကဘလုံးအာကစားနည်းကိုအားပေးကြတယ်လို့ဆိုပါတယ်ဒီရတက်ကကမ္ဘာလူကြီးရဲ့၃၈၀၀၀ခန်းလောက်ရှိရလို့အကြံဉာဏ်ပြောလို့ရပါတယ်ဒါကကျွန်တော်ကမ္ဘာကြီးရဲ့လူကြီးသုံးပုံတစ်ပုံလောက်ကဘလုံးပြည့်သက်တွေလို့ဆိုလိုတာပါကျွန်တော်ပတ်ဝန်းကျင်မှာဆိုရင်လည်းဘလုံးเจ้าကိုပြောကြဆိုကြညှင်းခုန်ကြတဲ့ဘလုံးပြည့်သက်တွေကိုမိတူကတနည်းမဟုတ်တနည်းမြင်ကြတွေ့ကြမှာပါဒါရီကဘလုံးဆိုတာကမ္ဘာပေါ်ကလူကြီးအများဆုံးအားပေးကြတဲ့အာကစားဆိုတာကို ူသားတွေရဲ့စိတ်ပန်းဖြေတဲ့အနာတိတ်မှန်တစ်ခုပုံပြီးဆန်နေတာကြောင့်လည်းပါပါဒါပေမဲ့ဘလုံးမွေးပွဲကိုကြည့်ကြတဲ့အခါမှာနေ့စနေပိုင်းနဲ့ကစားကွက်ကိုဘလို့ကြည့်ရမလဲဆိုတာကိုတော့ဘလုံးပြေးသက်တော်တော်များများအကျွမ်းတော်ဝင်သိမရှိကြဘူးလို့ဆိုလို့ရတယ်ဒါကြောင့်ဒီဗီဒီယိုမှာဘလုံးမွေးပွဲကိုကြည့်တဲ့အခါမှာနေ့စနေပိုင်းနဲ့ကစားကွက်ကိုဘလို့ကြည့်ရမလဲဆိုတာကို ဘောလုံးပြည့်သက်တွေအတွက်ရောဘောလုံးအားစားနဲ့ဝေးတဲ့သူတွေအတွက်ပါအသေးစိတ်ရှင်းပြပါမယ်ဒီနေရာမှာတချို့အသုံးအနှုန်းတွေနဲ့ဝေါ်ဟာရတွေကအခြားသောအားစားနည်းတွေနဲ့နီးနာမှုကွဲတွေရှိနိုင်တာကြောင့်အင်္ဂလိပ်လိုနည်းငယ်သုံးပြီးရှင်းပြပေးထားပါတယ်အချက်အလက်တွေနဲ့ဒီဒေးကြကြရှင်းပြထားတာတွေဖြစ်လို့ဗီဒီယိုအဆုံးထိကြည့်ပြီးသွားရင်ဘောလုံးမွဲတစ်ပွဲကိုကြည့်တဲ့အခါမှာအနုပညာတစ်ခုလိုပါခံစားပြီးကြည့်တတ်သွားမယ်လို့ပြောချင်ပါတယ်ပထမဆုံးအနေနဲ့ဘောလုံးရဲ့အခြေခံစီးမင်းနေဖြစ်တဲ့ offside ဆိုတဲ့လူကျွန်ပေါ်ဖောင်းဘောလို့ခေါ်တဲ့ပြစ်ဒဏ်ပေါ်ကော်နာကိတ်လို့ခေါ်ကြတဲ့ဒေါင်းကန်ပေါ် ဂိုးလုံးဘောပြန်တယ်ကန်ရတဲ့ဂိုးကင်းနဲ့တောင်းရင်ဆိုတဲ့လက်ပြဘောဒါတွေကိုဘလုံးအားစားနီးမှာအကြံပြင်းသိထားရပါမယ်ဒါမှပဲပွဲထဲမှာဘာဖြစ်နေကြတာလဲဆိုတာကိုနားလည်နိုင်မှာဖြစ်ပါတယ်ဟိုးရင်းမင်ဖီဒါဝင်းကာဖော့စ်9ပရက်ဇင်ကောင်တာအတက်နဲ့ဟိုင်လိုင်းဒီဖန့်ဆိုတဲ့ပလေယာပိုဇီရှင်နေနဲ့ကစားကွက်ခင်းချင်းတွေကိုသိထားရင်တော့ပိုကောင်းပါတယ်ဒါကိုနောက်တစ်ဆင့်မှာပြည့်ပြည့်စုံစုံရှင်းပြပေးပါမယ်ကစားသမားတယောက်ချင်းစီရဲ့ရိုးပိုဇီရှင်တွေကိုတော့ဒီဗီဒီယိုမှာအကြံပြင်းပဲရှင်းပြထားပါတယ် အရန်ကျယ်တွင်ရှင်းပြရင်ဗီဒီယိုရှည်သွားမှာဆိုလို့ပါဒါပေမဲ့နားလည်းမဖြစ်နားလည်းထားရမယ့်အကြောင်းအရာတွေကိုတော့ဒီဗီဒီယိုမှာထည့်ပြီးရှင်းပြသွားပါမယ်ဒါဆိုရင်မြန်သာလွယ်အောင်ပရီးမီးယားလိယမန်စီးတီးအသင်းရဲ့ကစားကွက်နဲ့ဥပမာပေးပါမယ်အခုဒီမှာပြထားတဲ့ကစားကွက်ကိုကြည့်တဲ့အခါမှာဘောလုံးပွဲတစ်ပွဲရေးကြီးတဲ့အဆင့်၃ဆင့်ကိုအာရုံစိုက်ပြီးတော့ကြည့်လို့ရပါတယ်ဘေးရဲ့ play လို့ခေါ်ကြတဲ့ဘောလုံးစတဲ့ပြီးကစားကွက်ကိုတိဆောက်တဲ့ကစားပုံပထမဆုံးအနေနဲ့ဂိုးသမားဘောလုံးရပြီဆိုတာနဲ့ဘသူ့ကိုဘောလုံးပေးရမလဲဆိုတာကိုကြည့်ရပါတယ် ဒီမှာမြင်ရတဲ့အတိုင်းပဲဂိုးသမားနဲ့ဘိုးခန်စမှုနှစ်ယောက်ကဘောလုံးစပေးဖို့အတွက်နေရာယူထားတာကိုတွေ့ရပါလိမ့်မယ်။တချို့အချိန်တွေမှာ center defensive midfielder လို့ခေါ်တဲ့ကွင်းလက်ခန်းစစ်ကစားသမားကနောက်တန်းခန်းစစ်ကြားကိုဆင်းလာပြီးတော့ဘောလုံးကိုလက်ခံယူတာမျိုးလုပ်တတ်ပါတယ်။ Manchester City ကတော့ဒီ role position ကို Rodri အဓိကတာဝန်ယူပါတယ်။ center defensive midfielder တနည်းအားဖြင့် CDM ဆိုတာကိုချုပ်ကစားကွက်တွေမှာ single pivot လို့လည်းခေါ်ကြပါတယ်။ ကွင်းလေနေရောက်တန်းခန်းဆက်လို့ဆိုလို့ရပြီးတော့လပပူးမှာဆို grammar van နဲ့ macalister ချဲစီသင်းမှာဆိုကင်စီတိုနဲ့အန်ဆိုဖာနန်ဒတ်တို့က single pipe board တွေလို့ပြောလို့ရပါတယ်။ကိုပါမတန်ရန်ရနေတဲ့နောက်ပိုင်းပွဲတွေမှာတော့အန်ဆိုဖာနန်ဒတ်ကိုချဲစီနီးပြအတက်ကင်းမီဖီဒါဆိုတဲ့ကွင်းလေတိုက်စစ်နေရာမှာတုံးနေတာရှိပေမဲ့အန်ဆိုရဲ့အဓိက root position က single pipe board နေရာပါ။ဒီသုံးလုံးတွေကိုနားလိုက်ပြီးဆိုရင်အရှိရအကြောင်းရောက်ပြန်ဆက်ပါမယ်။ ဒီလိုကွင်းလက်ခန်းစက်နေရာမှာကစားတဲ့ player ကကွင်းလက်မှာခန်းစက်နဲ့တိုက်ဆက်ကြချိတ်ဆက်ပြီးတဲ့အဓိကကစားသမားတစ်ယောက်ပါဒီလို CDN ကစားသမားနောက်တန်းကြားနေရာကိုဆင်းလာတဲ့အခါမှာခန်းစက်ကစားသမား၃ယောက်တဲ့ပုံစံမျိုးဖြစ်သွားပြီးတော့ဘောလုံးကိုတခြားထိန်းချုပ်ပြီးအရှိကိုပို့ဖို့လမ်းကြောင်းတွေပုံများလာတာကိုတွေ့ရပါလိမ့်မယ်ဒီကွင်းလက်ခန်းစက်ကစားသမားဘောလုံးရတာနဲ့ဘေးကိုပေးမလားအရှိကိုတက်မလားဆိုတာနဲ့တိုက်ဆက်ဆင်းဖို့လှမ်းပေးမလားဆိုတာကိုပါကြည့်ရပါတယ်အသင်းရဲ့ကစားကွက်နဲ့ကွင်းလက်မှာစပြီးကစားမုံတိစောက်တဲ့နေရာမှာ CDN နဲ့ single ပိုက်ဖို့လိုနေရာတွေမှာကစားတဲ့ကစားသမားတွေကအဓိကကစားသမားတွေလို့ဆိုလို့ရပါတယ် inverted fullback တွေရဲ့လိုချင်မှုဒီဘောလုံးကစားပုံမှာအရေးကြီးတဲ့နောက်တစ်ချက်ကတော့ခန်းစစ်ဆောင်ကစားသမား fullback တွေဟာ သူတို့ရဲ့ရိုးပလင်းရကိုသိန်းဘောလုံးပိုင်ဆိုင်မှုရတဲ့အခါမှာသူတို့ရဲ့မူလဘေးကျန်းနေရာမှာမနေဘဲနဲ့ကွင်းလယ်တွေကိုဝင်လာပေးရတာကိုသတိထားခြင်းမြင်နိုင်ပါတယ်။နောက်တန်းဖူးဘက်တွေကကွင်းလယ်တွေကိုဝင်လာတဲ့အခါမှာကိုသိန်းကွင်းလယ်မှာကစားသမားပုံများလာတဲ့အတွက်ဘောလုံးပေးတာတွေနေရာလွတ်တရာပုံများလာပြီးတော့တစ်ဖက်သင်းရဲ့ဖိအားပေးတာကိုကြော်ပြတ်ဖို့ပိုအဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်။ဒါကဘောလုံးကိုကိုသိန်းသားတွေကြားမှာဘလို့ဘေးယူလောက်ပြီးတော့တိုက်စစ်ဆင်းတဲ့နေရာအထိတက်လာမလဲဆိုတာကိုနားလည်စေပါလိမ့်မယ်။ဒီလိုဘေးရကစားပုံကပြိုင်မဲ့သင်းရဲ့ high line present လို့ခေါ်တဲ့ကိုသိန်းကွင်းဘက်ချမ်းတီဖိအားပေးကစားလာတဲ့အနေအထားမှာနေရာလွတ်တွေဖန်တီးဖို့ ီးရွယ်ပါတယ်ဒါဆိုရင်ဘေးရဲ့ play လို့ဆိုတဲ့ပွဲကစားညင်အတွင်းမှာကစားကွက်ဘလို့တည်လဲဆိုတာကိုနားလည်ပြီးလို့ယူဆပါတယ်ဒီနေရာမှာတိုက်စစ်ဆင်တဲ့အခါမှာကစားသမားတွေဘလို့နေရာယူပြီးတော့ဘောလုံးကိုပို့ပြီးထိအောင်ကစားလဲဆိုတာကိုပြထားပါတယ်ဒီနေရာမှာအဓိကကြည့်ရမယ့်အချက်တစ်ချက်ရှိပါတယ် triangle shape ဆိုတဲ့တိကံပုံစံနဲ့ position play ပါဘောလုံးကကွင်းထဲကဘေးနေရာမှာပဲရှိရှိအဲ့ဘောလုံးသားမှာရှိတဲ့ကိုသိန်းသားတွေက ဘလိုမျိုး trigon ပုံစံ triangle shape တွေဖန်တီးပြီးတော့နေရာယူထားလဲဆိုတာကိုကြည့်ရပါမယ် trigon ပုံစံဆိုတာပွဲတွင်းကကိုသိန်းကစားသမား၃ယောက်ကိုမြင်းတားလိုက်ရင်ဖြစ်လာတဲ့ပုံစံမျိုးပါကစားပွဲပုံစံတစ်ခုမှာဒီလို trigon ပုံစံနေရာယူထားနိုင်တာဘောလုံးကိုကင်ထားတဲ့ကိုသိန်းကစားသမားဘောလုံးကိုလူရပေးဖို့အတွက်သူ့နီးမှာအနည်းဆုံးလူ၂ယောက်အမြဲရှိနေတဲ့အခြေအနေကိုဖန်တီးထားတာပါဒါကြောင့်ဘောလုံးဆုံးရှုံးဖို့ရန်လုံးနေပြီးတော့ပြိုင်မဲ့သင်းရဘောလုံးပြန်လူဖို့ခက်ခဲစေပါတယ်ဘောလုံးပေးလို့ရမဲ့လမ်းကြောင်းတွေလည်းပုံများလာတဲ့အတွက်တိုက်စစ်စတင်မှုလွယ်ကူသွားစေပါတယ် hashpay လို့ခေါ်ကြတဲ့နေရာလုတ်ကိုအသုံးချပြီးကစားတဲ့ပုံစံဒီနေရာမှာ hashpay လို့ရေးထားတဲ့နေရာတွေကိုမြင်နိုင်ပါတယ်ဒီနေရာတွေကတောင်ပံကစားသမားနဲ့ဘိုးခန်းစကြဂျားကန်နေရာတွေပါကိုတင်းကတိုက်စစ်ဆင်တဲ့အခါမှာ off the ball လို့ခေါ်တဲ့ဘောလုံးမကင်ထားတဲ့ကစားသမားတွေကဘလိုမျိုးဒီ hashpay လို့ခေါ်တဲ့နေရာလွတ်တွေကိုဝင်ပြီးနေရာယူနိုင်လဲဆိုတာတိုက်စစ်အတွက်အရန်ရေးကြီးပါတယ်ဘနာတို့ဆေးပါနဲ့ဖီဖိုတန်လို့ကစားသမားတွေကဒီလိုနေရာတွေမှာတိတိကျကျ off the ball movement လုပ်ပြီးတော့ပြိုင်မဲ့ခန်းစက်လိုင်းကြားကိုထိုးပေါက်တာနဲ့တိကျတဲ့ဘောလုံးပေးပို့မှုတွေကိုလှုပ်ဆောင်တာမျိုးတွေလုပ်တတ်ပါတယ် ီနေရာတွေကနေရုတ်တရက်တိုက်စစ်စင်တာကပြိုင်မက်ခန်းစစ်ကိုငိုင်းရစေပြီးတော့ပို့ထျောက်တာကြောင့်ဖြစ်ပါတယ်ဒီနေရာမှာတိုက်စစ်စင်တဲ့အခါတိုက်စစ်ကစားသမားတွေရဲ့လှုပ်ရှားမှုနဲ့နေရာယူပုံတွေကိုအဓိကပြထားပါတယ်အဓိကသတိထားကြည့်ရမယ့်အချက်တွေကတိုက်စစ်မှုတယောက်ရဲ့လှုပ်ရှားမှုတွေပါအတက်ဝင်ရန်ပြထားတဲ့ကစားသမားနေရာကိုကြည့်ပါပုံမှန်တိုက်စစ်မှုတွေကဂိုးသွင်းမှုအတွက်ပြိုင်မက်ဂိုးရီယာနီးမှာအဓိကနေရာယူထားတတ်ပါတယ်ဒါပေမဲ့တချို့ချိန်တွေမှာတိုက်စစ်မှုကအနောက်ကိုနည်းနည်းဆင်းလာပြီးတော့ကွင်းလယ်နားထိလာတာမျိုးရှိပါတယ် ဒါကို force 9လို့ခေါ်ပါတယ်။ तू ကဂိုးသိမ်းဖို့အတွက်ဘောလုံးကိုဖန်တီးပေးတာ။ပြိုင်မဲ့ခံစင်မှုတွေကိုသူ့နောက်ကိုလိုက်လောင်ဆွဲထုတ်ပြီးတော့သူ့သင်းဘော်တွေအတွက်နေရာလွတ်တွေဖန်တီးပေးတာမျိုးလုပ်ရပါတယ်။ဒီတော့တိုက်စစ်မှုကဂိုးရီယာထဲမှာပဲပုံသင်းနေရာယူတဲ့ center forward လို့ခေါ်တဲ့တိုက်စစ်မှုလား။ဘောလုံးရဖို့လှုပ်ရှားပေးတဲ့ force 9တိုက်စစ်မှုလားဆိုတာကိုပွဲတွင်းသတိထားခြင်းသိနိုင်ပါတယ်။ နောက်ဆက်တဲ့တော့ဘာစီလိုနာကိုနီးပြနေတဲ့ပက်ဂွာဒီယိုလာကကွင်းလက်ကစားသမားဖာဘီဂတ်စ်ကို4-9အနေနဲ့ထူးထူးခြားခြားအသင်းတိုက်စစ်မှာသုံးခဲ့ပါသေးတယ်။လဘာဝူးအသင်းမှာ2015အနေနဲ့2023အထိရှင်းနေကစားခဲ့တဲ့ဖာမီနိုကလည်းအသင်းရဲ့တိုက်စစ်မှာ4-9တိုက်စစ်မှုလို့ကစားခဲ့ပြီးတော့ခြေစွမ်းပြနိုင်ခဲ့တာကိုမြင်ရမှာပါ။ဒီလိုတိုက်စစ်မှုတွေကအသင်းတိုက်စစ်မှာနေရာလွတ်တွေရဖို့ပူပြီးကူညီရတာကြောင့်တောင်ပန်တိုက်စစ်မှုတွေကဂိုးပိုရနည်းလေရှိပါတယ်။ rotation လို့ခေါ်တဲ့ပွဲအတွင်းကစားတဲ့နေရာလဲတဲ့ပုံစံ ကစားမားတွေကဘလိုမျိုးသူတို့ရဲ့ပုံမှန်နေရာတွေကနေရွေ့ကြပြီးတော့နေရာချင်းလဲလှယ်ကြလဲဆိုတာကိုကြည့်ရပါမယ်။ Force 9 Role Play မှာကစားတဲ့တက်စမှုအနေနဲ့နောက်ဆုတ်လာတဲ့အခါမှာသူ့နေရာကိုကွင်းလက်ကစားသမားဒါမှမဟုတ်တောင်ပံကစားသမားဝင်ပြီးနေရာပြူပေးတာမျိုးပါ။ဒီလိုနေရာလဲတာတွေကပြိုင်မဲ့ခန်းစစ်ကိုအအောင်ရောထွေးသွားအောင်လှုပ်တာဖြစ်ပြီးတော့နေရာလွတ်တွေဖန်ပြီးဖို့ကူညီပေးပါတယ်။ဒီချက်တွေကိုမြင်တတ်လာရင်အသင်းတစ်သင်းရဲ့တိုက်စစ်စင်တဲ့ကစားကွက်ပုံစံတွေကိုအကြံပြန်နားလည်ပြီးလို့ယူဆပါမယ်။ ကောင်တာပရက်ဇင်လို့ခေါ်တဲ့ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာချက်ချင်းဖိအားပေးတာနဲ့စစ်စကန်ရူဒီနေရာမှာပရက်ဇင်သဘောတရားနဲ့ခံစစ်တိဆောက်ပုံတွေပါဝင်ပါတယ် ပရက်ရှာလို့ highlight ပြထားတဲ့ကစားသမားနဲ့မြားအောင်ကျင်းကိုတင်းကဘလုံးဆုံးရှုံးသွားတာနဲ့အဲ့ဒီဘလုံးဆုံးရှုံးသွားတဲ့နေရာရဲ့အနီးဆုံးကကစားသမားတွေအနေနဲ့ဘယ်လောက်ထိပြိုင်ဘက်ကိုအမြန်ဆုံးပြေးပြီးဖိအားပေးနိုင်မလဲဆိုတာနဲ့6 second rule လို့ဆိုထားတဲ့အတိုင်း6 second တွင်ဘလုံးကိုပြန်လုနိုင်မှုစူးစမ်းကြတာကို counter pressing နဲ့6 second rule လို့သုံးလုံးကြပါတယ်ဒီနေရာမှာကိုတင်းအနေနဲ့ပြိုင်ဘက်ခြေတွေကဘလုံးကိုချက်ချင်းပြန်လုနိုင်တဲ့အခြေအနေမျိုးလည်းရှိပါတယ်ဒါဆိုရင်ပြိုင်ဘက်တင်းကကစားဘက်ကိုမတီးဆောင်နိုင်အောင်နဲ့ဘလုံးကိုကြာကြီးမထိန်းချုပ်နိုင်အောင်တောက်လျှောက်ဖိအားပေးရပါတယ်နောက်တစ်မျိုးကတစ်ဖက်နောက်တန်းကကစားသမားတွေခြေတွေကိုဘလုံးရတာနဲ့ကိုတင်းရ ဲ့ရှေ့တန်းကစားသမားတွေကဘလို့အများဆုံးဖိအားပေးပြီးတော့ဘလုံးဖြတ်ဝင်မှုကိုနောက်ရှက်မလဲဆိုတာကလည်း counter pressing နည်းစနစ်ဖြစ်ပါတယ်။ဒါကိုတိုက်စစ်ကနေခန်းစစ်ကိုရုတ်တရက်ပြောင်းလဲကစားတာ transitional play လို့လည်းခေါ်ကြပါတယ်။လက်ရှိ Louis Enrique ရဲ့ PSG အသင်းကဘလုံးဆုံးရှုံးတဲ့အချိန်တွေဆိုရင်ဒီနည်းစနစ်နဲ့ပြိုင်ဘက်ကိုဖိအားပေးပြီးတော့မနစ်ကဖလားသလုံးရသွားနိုင်တာကိုမြင်နိုင်ပါတယ်။ ဒီလိုနိစနစ်တွေကအသိနှိပြဖြစ်တဲ့သူကကိုသိန်းကစားသမားတွေကိုကိုနီးပြူဟာပေါ်ဘလောက်လိုက်ပြီးကစားနိုင်အောင်လေ့ကျင့်နိုင်လဲဆိုတဲ့အချက်တွေပေါ်မူတည်ပြီးတော့ဒီနိစနစ်တွေကအလုပ်ဖြစ်ဖြစ်ပဲကိုလည်းတက်ရောက်ပါတယ်။ဒါကြောင့်ပဲတိုက်စစ်ကနေခန်းစစ်ကိုလိုက်မကူနိုင်တဲ့အမ်ဘာပေကိုလိုဝီအင်ရစ်ကိုယ်တိုင်ကအကြိုက်ဆွဲမထားဘဲနဲ့ရီယယ်မက်ဒရစ်စီလက်လွတ်ခဲ့တာပါ။ကိုမတ်ဒီဖန့်စ်လို့သုံးကြတဲ့ခန်းစစ်မှာကြက်ကြက်လက်လက်နေရာယူနိုင်တာနဲ့စုံတယ်မာကင်းဒီခန်းစစ်ကစားပုံမှာကစားသမားတွေရဲ့ကြားအကွာအဝေးကိုကြည့်ရပါမယ်။ဒီမှာဆိုရင်မစရီခန်းစစ်ကစားသမားတွေဘလောက်နီးနီးကပ်ကပ်နေရာယူထားလဲဆိုတာကိုတွေ့ရမှာပါ။ ဇုံနယ်မာကင်းလို့ခေါ်တဲ့ခန်းစစ်တိတ်ပင်ကပြိုင်ဘက်ကိုလူချင်းအများရန်ကတ်နေတာမျိုးမလုပ်ဘဲနဲ့ကိုတတ်မှတ်ထားတဲ့ခန်းစစ်ဇုံ area တွေကိုပြိုင်ဘက်ကစားသမားရောက်လာမှလူကပ်ပြီးကဝဲတာမျိုးအဓိကထားကစားတာကိုခေါ်တာပါဒီလိုကစားနိုင်မှုတော့တစ်ဖက်သင်းတိုက်စစ်ကကိုသင်းရဲ့ခန်းစစ်တန်းစီဓာတ်ရိုက်ရောက်မလာစေဖို့အရေးကြီးပါတယ်ဒါ ਉਹ ကိုသင်းရဲ့ကွင်းလက်ခန်းစစ်ကပြိုင်ဘက်ရဲ့ပက်စင်လိန်လို့ခေါ်တဲ့ဘောလုံးပေးဖို့နိုင်တဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ထားနိုင်ရပါမယ် ဒီလိုကွန်ဘတ်ဒီဖန့်စ်နဲ့ဇုံလယ်မာကင်းလို့ခေါ်ကြတဲ့ခန်းစစ်ကစားပုံတွေကကိုသိင်းရဲ့ကွင်းလက်ခန်းစစ်ကစားသမားစီရီယန်ဒါမှမဟုတ်စင်ငယ်ပိုက်ဖို့တယောက်ရဲ့စွမ်းဆောင်ရည်ကရေးပါပါတယ်ပြီးခဲ့တဲ့ရာသီမှာစီရီရဲ့အဓိကကွင်းလက်ခန်းစစ်ရူဒီဒန်ရသွားတာကြောင့်မစရီသိင်းတရာစီလုံးရုံးခံခဲ့ရတာကိုလည်းမြင်နိုင်ပါတယ်ကောင်တာ attacking and retain possession လို့ခေါ်တဲ့တိုင်မြန်တိုက်စစ်ကစားပုံနဲ့ဘောလုံးပိုင်ဆိုင်မှုပြန်ရတာဒီလိုတစ်ဖက်သင်းတိုက်စစ်စင်နာကနေကိုသိန်းကဘောလုံးပြန်ပြီးလူလူရတဲ့အခါမှာဘလို့ပြန်ပြန်တိုက်စစ်စင်လဲနဲ့ဘောလုံးပိုက်ဆိုင်မှုကိုဘလို့ဦးစားပေးလဲဆိုတာကိုရှင်းပြပါမယ် ဒီနေရာမှာတစ်ဖက်သင်းစီကကိုသင်းကဘောလုံးပြန်ရတာနဲ့တက်စစ်ကစားသမားတွေအရှိမဘယ်နှယောက်အမြန်နေရယူလဲဆိုတာကိုကြည့်ရပါတယ်ကိုသင်းကတက်စစ်ကစားသမားတွေကအရှိမအသင်းဖြစ်နေဘောလုံးချက်ချင်းပေးပြီးတော့ကောင်တာတက်လို့ခေါ်တဲ့တယ်မြန်တက်စစ်ဖွင့်ပါတယ်ဒီသုံးတော့ကဘောလုံးပြည့်တဲ့တော်များများရင်းနှီးပြီးသားသုံးနှုံးပါမြန်နှုံးမြင့်တဲ့တောင်မတက်စစ်ကစားသမားတွေပိုင်ဆိုင်ထားတဲ့အသင်းတိုင်းကတယ်မြန်တက်စစ်စတင်တဲ့နေရာမှာပို့ပြီးဂိုးရဖို့အခွင့်အရေးများလေရှိပါတယ်ဒီနေရာမှာကိုသင်းတက်စစ်ကစားသမားတွေအသင်းရှိမနေတာ ပြန်ပြန်သင်ရပစင်လင်းလို့ခေါ်တဲ့ဘောလုံးပေးနိုင်တဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ထားလို့တံပြန်တိုက်စစ်မလုံးနိုင်တဲ့အခြေအနေတွေရှိပါတယ်။ဒါဆိုရင်ကိုသင်းသားတွေကြားမှာဘောလုံးပိုက်ဆိုင်မှုကိုအရင်ဦးစားပေးပြီးတော့ထိမ့်ချုပ်ထားတဲ့အခြေအနေကို retain position လို့ခေါ်ပါတယ်။မန်စီးတီးသင်ရတော့အများအဖြစ်ဒုတိယနီလန်ဖြစ်တဲ့ဘောလုံးပိုက်ဆိုင်မှုကိုဦးစားပေးတာကိုပိုလုပ်ပါတယ်။တောင်မလုံအောင်ကောင်းတဲ့အသင်းတွေဖြစ်တဲ့လဘာဘူးလို့အသင်းနဲ့လာလီဂါရီယယ်မက်ဒရစ်လို့အသင်းတွေကကောင်တာအတက်နီလန်ကိုသုံးပြီးတော့ပြိုင်ဘက်အသင်းတွေကိုတိုက်စစ်ဆင်တဲ့နီလန်ကိုပိုလုပ်ကြပါတယ်။ rename possession ဆိုတော့ဘောလုံးပိုက်ဆိုင်မှုကိုပြန်ပြီးထိန်းချုပ်တဲ့အခါမှာလဲကိုသင်းသားတွေကတရိကံပုံစံတွေချက်ချင်းဖန်နှင်းနိုင်လားဆိုတာကိုကြည့်ရပါတယ်ဒီလိုမဖန်နှင်းထားနိုင်ရင်ကိုချေတွေကဘောလုံးကအချိန်မီးပြန်ပြီးဆုံးရှုံးသွားနိုင်ပါတယ်ဒီလိုအချိန်တွေမှာဆိုရင် Messi လိုအသင်းမျိုးကချက်ချင်းတံပြန်တိုက်စစ်စင်တာမျိုးထက်ဘောလုံးအရင်ထိန်းချုပ်ဖို့ကြိုးစားပြီးတော့ကစားသမားတွေကဘောလုံးသားမှာအမြဲတရိကံပုံစံတွေဖန်နှင်းပြီးတော့နေရာယူထားတာကိုတွေ့ရပါလိမ့်မယ်အဲ့ရနေတဲ့ဆင်းဘောလုံးပိုက်ဆိုင်မှုအဓိကယူပြီးတော့ပြိုင်ဘက်စီကဖိအားလွတ်သွားအောင်ဘောလုံးကိုရှော့ပတ်ဆိုတဲ့အတူပေးစနစ်တွေနဲ့ဟိုဘက်ဒီဘက်ပေးပြီးတော့ဖြည်းဖြည်းချင်းတိုက်စစ်တိဆောက်သွားပါတယ် ဒါမက်ဆရီသင်းရဲ့ပုံမှန်ကစားရန်လို့ဆိုလို့ရပြီးတော့ပက်ဂွာဒီယိုလာရဲ့ ideology ကလည်းဘလုံးပိုင်ဆိုင်မှုဦးစားပေးပြီးတော့ပြိုင်ဘက်ကိုဖြည်းဖြည်းချင်းတိုက်စစ်ဆင်မှုအခွင့်အရေးကိုစောင့်ဆိုင်းတာမျိုးဖြစ်ပါတယ်။ဒါဆိုရင်ရှင်းမှရှင်းပြထားခဲ့တဲ့မက်ဆရီသင်းရဲ့ဘေးအပလေးဆိုတဲ့ကစားကွက်တီတာကနေစလို့အသင်းတိုက်စစ်ဆင်မှုအထိဂွာဒီယိုလာရဲ့ကစားရန်နဲ့ဘလုံးနည်းစနစ်တွေအကြောင်းအကြံဉာဏ်သိကြပြီလို့ထင်ပါတယ်။ဒါမဲ့ဗီဒီယိုမှာဖန်ပြီးပေးစေခြင်းနဲ့ဘလုံးအကြောင်းအရာတွေရှင်းရင်လည်း comment မှာဝင်ပြီးပြောပြပေးသွားလို့ရပါတယ်။ channel ကို like and subscribe လုပ်ပေးကြတဲ့ပြည့်သက်ကူစီကိုလည်းကျေးဇူးတင်နေကြောင်းပြောလိုပါရစေ။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။